ဲ့လိုချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့ကတော့2025ခုနှစ် April 9ရက်နေ့ရဲ့ညပိုင်းသတင်းစုသတင်းကောင်းတွေကိုကျွန်တော်နဲ့အတူတွားပြီးမှကြည့်ကြမှာဖြစ်ပါရနော်ဟုတ်ကဲ့ရေစုံကျွန်တော်တို့လူရင်းတူရှင်သတင်းတွေပဲစလိုက်ပါမယ်ခင်ဗျာ ပထမဆုံးသတင်းတစ်ပုဒ်ကတော့ KIA နဲ့ TNL တို့နှစ်ဖက်ဆွေးနွေးပွဲအတွက်ရှိပြင်းညီနိုင်မှုတွေစတင်နေပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲတော့ပြီးခဲ့တဲ့ပိုင်းတွင်းမှာ KIA နဲ့ TNL ကြားထဲမှာပြောနေမိနဲ့ပတ်သက်တဲ့ပြဿနာလေးတွေတော်တော်များများတွေ့ရတာဖြစ်ပါတယ်နော်။အခုဆိုရင်ပြန်လည်ညီနိုင်နေတဲ့အနေအထားဖြစ်ပါတယ်။အဲတော့လည်းအများဆုံးအဆင်ပြေကြပါစေအကောင်းဆုံးဆင်ပြေကြပါစေညီကိုတွေဖြစ်တဲ့အတွက်ပေါ့နော်။ဒီလိုခက်ရနေနောက်နောက်တစ်ခါမဖြစ်ဖို့ပေါ့နော်။တည်တည်ကြာဆွေးနွေးနိုင်ကြပါစေလို့ဒီကနေ့ဆုတောင်းပေးပါရနော်။ နောက်ထပ်သတင်းတစ်ပုဒ်ကလည်းတကြမ်းမတိုင်းမီစစ်ကောင်စီကိုယ်စားလှယ်တွေက UWSA ထိန်းချုပ်ဒေသသူတွားရန်ရှိတယ်ဆိုတဲ့သတင်းမှဖြစ်ပါတယ်။အဲတော့ဒီအချမ်းဘတ်စစ်ကောင်စီတက်နေဒီ UWSA ဝါတက်တို့ဆွေးနွေးပွဲလုပ်မယ်ဆိုတဲ့သတင်းတက်နေတာပဲဖြစ်ပါတယ်။သူတို့ရဲ့ဆွေးနွေးပွဲကိုဒီတရုတ်ကကမ္ဘာကထားလုပ်ပြီးမှာပေါ့နော်။ဆွေးနွေးပွဲပြုလုပ်ပေးရတယ်သိရတယ်ပေါ့နော်။အဲတော့တကြမ်းမတိုင်းခင်တရုတ်ရဲ့စီစဉ်ပေးမှုနဲ့စစ်ကောင်စီကိုယ်စားလှယ်တွေပန်ဆန်းတော့ဖို့ရှိပါတယ်တဲ့။ဝါတက်ဖယ်တွေတွေ့မလား FBNCCJ ကခုနှစ်ဖွဲ့စလုံးနဲ့တွေ့မလားအသေးစိတ်မသိရသေးဘူး။စကားစားဘက်ကကိုယ်စားလှယ်ဘယ်သူကိုလုပ် လဲဆိုတော့လည်းမသိရသေးဘူးဆိုတော့သတင်းလေးတက်နေတာဖြစ်ပါရဲ့နော်အဲ့တော့ဒီဆွနီဘွယ်ပြီးသွားပြီဆိုတော့တရုတ်ရဲ့ဖိအားပေးမှုတစုံတရာဘယ်လိုမျိုးတွေထူခြားမှုလဲဆိုတော့လည်းစောင့်ကြည့်ရမှာဖြစ်ပါတယ်အခုဆိုရင်တော့ MMD ကတော့တရုတ်ရဲ့ဖိအားပေးမှုနဲ့အတူလာရှုမျိုးကနေစုပ်ခွာဖို့ပြင်ဆင်နေပြီဆိုတော့သတင်းမှဖြစ်ပါရဲ့နော်နောက်ထပ်သတင်းပုဒ်ကတော့နောက်ထပ်သတင်းတစ်ပုဒ်ကတော့အမေရိကန်ကစီးကြက်ကွန်ထတ်တွန်းရင်တံပြန်စီမံနေနဲ့ရေးယူမယ်လို့တရုတ်ကချိတ်ချောက်လိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲ့တော့ တရုတ်နိုင်ငံပေါ်ကိုအမေရိကန်နိုင်ငံကဒီစီးကြက်ခုံပေါ်တော့100နဲ့400ခိုင်လုံးတက်လိုက်တဲ့အပေါ်မှာတရုတ်ကပြန်လည်ပြီးတော့ချင်းချောင်းလိုက်တဲ့သဘောဖြစ်ပါတယ်နော်အဲ့တော့တရုတ်နိုင်ငံကလည်းမရက်ဖြန်မှာအမေရိကန်ကုန်စည်တွေပေါ်စီးကြက်ခုံ34ခိုင်လုံးမရုတ်သေးရင်အမေရိကန်နိုင်ငံကအပီလာကိုရနီကစပြီးတရုတ်ကုန်စည်တွေပေါ်ထပ်တိုးစီးကြက်ခုံ90ခိုင်လုံးတတ်မှတ်မယ်ဆိုရင်မှပြန်လည်ပြီးတော့ချင်းချောင်းတဲ့အနေအထားဖြစ်ပါတယ်နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဒီအမေရိကန်နဲ့တရုတ်ရဲ့ဒီကုန်စည်ဒီ ပြဿနာပေါ့နော်စီးချက်ကုန်ပြီးပြဿနာကဒါကဘွာလုံးရဲ့စီးပွားရေးကိုထိခိုက်မဲ့အခြေအနေလည်းတွေ့နေရပါတယ်နော်အဲ့တော့ဘလိုမျိုးပြောပြောဒီလိုမျိုးဖြစ်လာပြီဆိုရင်တရုတ်နိုင်ငံကလည်းတော်တော်လေးကိုအထိနာမှာဖြစ်ပါတယ် ဟုတ်ကဲ့နောက်ထပ်အားရစရာတရေကောင်းတစ်ပုဒ်ကတော့ချင်းပြည်နယ်ဖလားမျိုးတစ်ခုလုံးကိုအပီးသက်တိုက်ခိုက်သိမ်းပိုက်လဲရရှိပြီလို့ချင်းပြည်နယ်တဖွဲ့တွေကကြေညာလိုက်တာဖြစ်ပါတယ်နော်။ဒါအပြင်တီးတီမျိုးကိုလည်းဆက်လက်ပြီးတော့ခြေတက်တိုက်ခိုက်မယ်သိမ်းပိုက်မယ်ဆိုပြီးကြွေးကြော်လိုက်တဲ့အနေအထားဖြစ်ပါတယ်။အဲ့တော့ချင်းပြည်နယ်တဖွဲ့တွေအားလုံးကပေါ့နော်။ဧပြီလ9ရက်နေ့မှာစစ်ကောင်စီရဲ့နောက်ဆုံးလက်ချက်တည်းရဲ့ခလာရ268တရင်ကိုအပီးသက်သိမ်းပိုက်ကဖလားမျိုးနဲ့တစ်ခုလုံးစစ်ကောင်စီကင်းစင်တော်နေပြီဖြစ်ပေါ်ဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်းတီးတီမျိုးတို့ဆက်လက်ခြေတက်ပြီဖြစ်ကြောင်းသိရှိရပါတယ်ပေါ့နော်။အဲ့တော့ ဒါကတော့ချင်းပြည်ရဲ့အောင်ပွဲဖြစ်ပါတယ်ဖလိုင်းမျိုးဆိုတာကတော့ချင်းပြည်ရဲ့ဒုတိယအကြီးဆုံးမျိုးဖြစ်တယ်နော်ဒါပြီးရင်တို့ထပ်ပြီးတော့တီတီမျိုးကိုတိုက်မယ်တီတီပြီးပြီဆိုရင်တော့တို့ဟာခါထန်တလန်ပေါ့နော်ဆက်ပြီးတော့တိုက်မယ်ဖြစ်ပါတယ်နော်ဟာခါမျိုးကိုရပြီဆိုရင်တော့ချင်းပြည်ရဲ့တပီလုံးကိုရရှိတဲ့အနေအထားဖြစ်သွားမှာဖြစ်ပါတယ်နော်ကဲဒီနေ့လေမှာ breaking news နေနဲ့တက်လာတဲ့သတင်းပို့ရှိပါတယ်အဲ့ဒါဘာလဲဆိုတော့အင်ဒိုမျိုးဂျပန်လိုင်ကူဂုံးစကန်မှာထွက်ပြေးသွားသောတက်မ80ခွန်တက်မမှုဘုံမှုချုပ်အောင်တက်ဦးကို ် MOD လောက်ခံတံမြကအရှင်ဖမ်းမိရရှိပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်နော်အဲ့တော့ဟိုနေ့ကဒီအင်ဒိုမျိုးတိမ့်တိုက်ပွဲမှာချမ်ပီယံစစ်ကောင်စီဖွဲ့တွေကဒီဂျပန်လိုင်ယွန်ကုန်းကနေကာကွယ်ယူပြီးထွက်ပြေးသွားကြတယ်ပေါ့နော်အဲ့တော့အခုချိန်မှာပြန်လည်ပြီးတော့ဖမ်းမိတဲ့အနေအထားပဲဖြစ်ပါတယ် ကဲကျွန်တော်နောက်ထပ်ကြည့်ရမယ့်သတင်းတစ်ပုဒ်ကတော့သူများနိုင်ငံတွေနိုင်ငံရေးကိုဝင်ရောက်မဆွတ်ဖက်ပါဘူးလို့တွန်းတွန်းတွန်းပြောနေတဲ့တရုတ်ကြီးကပေါ့နော်အခုဆိုရင်မြန်မာပြည်ရဲ့ပြည်တွင်းကိုဝင်ဆွတ်ဖက်ရုံသာမကဘူးအခုဆိုရင်ယူကရိန်းတိုက်ပွဲမှာပေါ့နော်ယူကရိန်းနေမြေထဲမှာဖြစ်တဲ့တိုက်ပွဲထဲမှာတရုတ်စစ်သားတွေနှစ်ယောက်နှစ်ယောက်ကိုဖမ်းမိတယ်ဆိုတဲ့သတင်းကျွန်တော်ကြားနေတာဖြစ်ပါတယ်နော်အဲ့ဒီသတင်းနဲ့ပတ်သက်ပြီးတင်ဆက်ထားတဲ့နောက်တော့ကြည့်အောင်နော်ရုရှားစစ်တပ်ကပါဝင်တိုက်ခိုက်နေတဲ့တရုတ်နိုင်ငံသား2ဦးကိုဖမ်းမိခဲ့ကြောင်းယူကရိန်းအစိုးရကကြေညာခဲ့ပါတယ်။ဧပြီလ10ရက်နေ့မှာယူကရိန်းသမ္မတဇယ်လမ်စကီက အဲ့ဒီတရုတ်နိုင်ငံသားတွေကိုယူကရိန်းနိုင်ငံအရှေ့ပိုင်းဒိုညက်စ်ဒေသထဲမှာဖမ်းဆီးရမိခဲ့တာလို့အတည်ပြုထားပါတယ်။ပြီးတော့ယူကရိန်းရဲ့ထောက်လှမ်းရေးသတင်းအချက်အလက်တွေအရရုရှားစစ်တပ်အတွက်ပါဝင်တိုက်ခိုက်ပေးနေတဲ့တရုတ်အရေးအတွက်ကနှစ်ဦးထပ်မကဘူးလို့နားလည်ထားကြောင်းလည်းသူကဆိုပါတယ်။ယူကရိန်းနိုင်ငံသားဝင်ကြီးကဒီအခြေအနေဟာစစ်ပွဲနဲ့ပတ်သက်ပြီးဗမ်မလိုက်ဝါဒကျင့်သုံးပါတယ်ဆိုတဲ့တရုတ်ရဲ့ရည်တည်မှုကိုမေကွန်ထုတ်စရာဖြစ်လာစေကြောင်းပြောကြားသွားပါတယ်။ ဒါဟာရုရှားအတွက်တရုတ်ကစစ်သားတွေထောက်ပံ့နေတယ်ဆိုတာကိုယူကရိန်းအစိုးရကပထမဆုံးအကြိမ်ဆွဆွဲလာခြင်းလည်းဖြစ်ပါတယ်။ရုရှားနဲ့တရုတ်တို့ကတော့ဒီကိစ္စကိုလက်တလောမှတ်ချက်မပေးသေးပါဘူး။လူမှုကွန်ရက်မီဒီယာ X မှာတော့ဇလမ်စကီကဒေါညော့စ်မှာဖမ်းမိခဲ့တဲ့တရုတ်စစ်သားတွေမှာကိုယ်ရေးအချက်လက်တွေပါဝင်တဲ့ဘဏ်ကတ်တွေကိုလည်းတင်စီရမိခဲ့တယ်လို့ရေးသားထားပါတယ်။အခုကိစ္စကို American ဥရောပတို့အပြင်တကမ္ဘာလုံးကငြိမ်းချမ်းရေးလိုလားသူတွေပါတုံ့ပြန်ပေးစေလိုတယ်လို့ဇလမ်စကီကတောင်းဆိုသွားပါတယ်။ ဖမ်းမိထားသူတွေကိုချုပ်နှောင်ထားပြီးစုံစမ်းစစ်ဆေးမှုတွေဆက်လက်လုပ်ဆောင်နေဆဲလို့လည်းသိရတာပါအမေရိကန်နိုင်ငံသား၏ဝန်ကြီးဌာနပြောခွင့်ရအမျိုးသမီးကအခုသတင်းဟာဆက်ဆုပ်စရာကိစ္စတခုလို့ဝေဖန်ခဲ့ပါတယ်တရုတ်ဟာရုရှားကဆက်ပြီးစစ်တိုက်နေနိုင်အောင်နောက်ကွယ်ရနေအဓိကကူညီပေးတဲ့နိုင်ငံတစ်ခုဖြစ်ပြီးစစ်ဘက်အရက်ဘက်နှမျိုးအသုံးပြုနိုင်တဲ့ပစ္စည်းတွေအလုံးအရင်ထောက်ပံ့ပေးနေတယ်လို့အဲ့ဒီဝန်ကြီးဌာနပြောခွင့်ရအမျိုးသမီးကဆွဆွဲသွားပါတယ်ယူကရိန်းနိုင်ငံသား၏ဝန်ကြီးဌာနကလည်း ခီယက်မှာရှိတဲ့တရုတ်တန်ရုံအကြီးအကဲကိုဆင့်ခေါ်ထားပြီးတည်ကြတဲ့ဖြေရှင်းမှုတစ်ခုကိုတောင်းဆိုသွားမယ်လို့ထုတ်ပြန်ပါရယ်။မြောက်ကိုရီးယားကလည်းရုရှားအတွက်စစ်တီတောင်းတဲ့ချီပံ့ပိုးထားပေမဲ့အခြေအနေကကွဲပြားကြောင်းဆယ်လမ်စကီကထောက်ပြခဲ့ပါရယ်။မြောက်ကိုရီးယားတပ်တွေဟာရုရှားရဲ့ Kars ဒေသထဲမှာယူကရိန်းနဲ့စစ်ခင်းတိုက်ခိုက်နေတာဖြစ်ပေမဲ့တရုတ်စစ်သားတွေကိုတော့ယူကရိန်းပိုင်နဲ့နယ်မြေထဲမှာဖမ်းမိခဲ့တာလို့ဆယ်လမ်စကီကပြောကြားသွားပါရယ်ရှင်။ကဲကြားတယ်ပေါ့နော်။ဒီ မဟုတ်တရုတ်ကတော့ဗောနော်ကျွန်တော်တို့မြန်မာပြည်သူတွေပုံမှန်ဆိုလဲတော်တော်လေးကိုနိုင်ကျင့်ခဲ့တာဖြစ်ပါတယ်နော်အခုဆိုရင်ကျွန်တော်တော်လိုင်းဦးမှာပါတော်တော်လေးကိုဖိနေနေတဲ့အနေအထားဖြစ်ပါတယ်နော်အဲ့တော့တရုတ်ကြီးကတကယ်ဆိုရင်တော့တကဘာလုံးကိုပတ်မွေနေတဲ့အနေအထားတွေ့ရပါတယ်အခုဆိုရင်လည်းဒီယူကရိန်းတိုက်ပွဲယူကရိန်းနဲ့ဒီရုရှားတိုက်ပွဲမှာဆိုရင်ဒါသူတို့ပါစရာမလိုဘောနော်အခုဆိုရင်ဒီယူကရိန်းရဲ့နေမြေထဲမှာတော့တွေ့ရဆိုတော့တော်တော်လေးကိုအခြေအနေဆိုးတာဖြစ်ပါတယ်နော်အဲ့တော့ဒါတွေကကမ္ဘာကြီးကတော့ငင်ကြည့်နေမေတော့မထင်ပါဘူးနော်အထူးသဖြင့်အမေရိကန်ပေါ့နော်ဒါတွေကဒီဟာနဲ့ပတ်သက်ပြီးတော့လည်းအခြေအနေထူးခြားတဲ့အခြေအနေကျွန်တော်ထပ်ပြီးတော့တွေ့ရမှာဖြစ်ပါတယ်နော် ဟုတ်ကဲ့နောက်ထပ်ထူးခြားတဲ့သတင်းပုဒ်ကတော့ဗောနော Great Wall Hotel ရဲ့မြောက်ထပ်မှာဗောနော်ဒီစိတ်ချစိတ်မွေးအစည်းဝါးတဲ့အမြောက်များစွာတွေ့ရှိရတယ်ဆိုပြီးမှကျွန်တော်သတင်းတွေကျွန်တော် online မှာတွေ့နေရဖြစ်ပါတယ်နော်အဲ့ဒီသတင်းနဲ့ပတ်သက်ပြီးပြောထားတဲ့ဒီ CDM မွေးဇင်ရောရဲ့စကားလေးနောက်ထပ်ကြည့်အောင်နော်သူ့သတင်းလေးပေါ့ပါခင်ဗျာကျွန်တော်ကတော့ CDM စစ်သားဇင်ရောဖြစ်ပါ2025ခုနှစ် AB လ4ရက်ဗုဒ္ဓဦးနေ့ညနေခင်းစီရေးသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ် မန်လေး great wall hotel အောက်ဆုံးထပ်မှာမူရစေဝါအမျိုးအစားအများပြားတွေ့ရတယ်လို့ဆိုပါတယ်ဖြစ်နိုင်ကြီးများပါတယ်ငလင်ဖေးတန်တဲ့ကယ်ဆယ်ရေးအဖွဲ့ကြီးရှာဖွေကယ်ဆယ်ဖို့လုပ်တာကိုလည်းတားမြစ်ထားတယ်လို့သိရပါတယ်ပိုင်ရှင်ဘသူလဲမန်လေးတန်နေမှုဘာဖြစ်သွားနိုင်ကြလဲတိုင်းမှုလဲဖင်ချိန်ပြီးပြုတ်စော်နန်းနေလောက်ပြီးထင်ပါတယ်တကယ်တမ်းနိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့ကြီးတွေ့သွားသင်းတာဖြစ်ပါတယ် great wall hotel ဟာ58လမ်းနဲ့42လမ်းကောက်မှာရှိတာဖြစ်ပြီး မန္တလေးကိုအဝင်ဖြစ်စီအထွက်ဖြစ်စီအမြင်မြင်တွေ့နေကြဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်မန္တလေးကိုလာပြီဆိုရင်ဘူတာကြီးတဝိုက်မှာအခြေပြုပြီးတော့လှုပ်ရှားရတာဆိုတော့88လမ်းမာယူပဲအသုံးပြရတာများပါတယ်။ယခု2025ခုနှစ်ဖေဖော်ဝါရီလ20ရက်နောက်ပိုင်းကလည်းမင်းကြီးရန်အောင်လားခါခွေး120လမ်းထဲမှာဂူလောင်တစ်ခုမှာ WY အမှတ်စိတ်ပါစိတ်ကြွမူရစေပြတန်နဲ့ချီပြီးဖမ်းမိထားတာရှိပါတယ်။ ဲ့ဆန်းစည်းကောင်းရဲ့ပမာဏများလုံးလို့ပိုင်ရှင်မဲ့လှူထားပြီးသတင်းဖုံးထားတာဖြစ်ပါဒီသတင်းကိုပြီးခဲ့တဲ့မတ်လ21ရက်နေ့ကတည်းကရရှိခဲ့တာဖြစ်ပြီးခုလိုချိန်မှာတခါတည်းလူစုံလုံးရှင်းပြပေးရခြင်းဖြစ်ပါတယ်လက်ဖက်ချတောင်ကိုဆင်းတဲ့ကိစ္စဟာကရင်နီနဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေတွေမှာကာကွယ်ရေးတပ်ဖွဲ့တွေစိုးမိုးခြေကုပ်ယူလာမှာကိုစိုးရိမ်နေတဲ့အတွက်ဖြစ်ပါတယ်နေပြည်တော်ရဲ့ဝီးပွိုင်ဟာနေပြည်တော်တိုင်းစစ်ဌာနချုပ်အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ထိဆက်နေနေဖြစ်တယ်လို့ ကျွန်တော်တုံးသက်ပြောပြအတိပေးခဲ့ပြီးဖြစ်ပါတယ်ကျွန်တော်လိုကပတင်အဆင့်တောင်တိနေရင်စစ်ဘိုလ်ချုပ်တွေလည်းတိတာပေါ့မလင်ကတစ်ဖက်စစ်ရေးပြည်စင်မှုကတစ်ဖက်နဲ့ဆိုတော့စစ်ရုံးချုပ်ကဘိုလ်ချုပ်တွေသမင်းကိုအချိန်လှစားနေရတယ်လို့ပြီးရပါတယ်နေပြည်တော်ဗျမ်းမာတာဖြစ်နေချိန်စစ်ရေးပုံဖော်လာမှာကိုလည်းစိုးရိမ်နေတဲ့အနေအထားကိုတွေ့နေရပါတယ်ဂျင်းဒီကနေတောင်ကုန်တစ်လျှောက်လုံခြုံရေးတွေခက်ဆစ်စိတ်နေရာယူထားပါတယ်လဖက်6ရဲ့လုံုံရေးအတွက်လို့ဆိုပေမဲ့အဆိုပါလမ်းငင်းတွေကိုပုံတွေထားတော့မယ်လို့သုံးသပ်မိပါတယ် အရန်စီမံချက်အနေနဲ့နေပူတော်ကိုအာရုံပေးထားပြီးတာဝန်ကိုဝင်သမခံရမှာကိုပူပန်နေပုံရပါတယ်။음။တိုင်းမူကြီးတိုက်အချိန်နေမကောင်းပါဘူး။ဘရောင်းတန်နယ်ကညောင်ကျိုးစခန်းကိုပြန်လဲရယူဖို့စီမံချက်တင်ခိုင်းနေပါတယ်။နေပြည်တော်နယ်မြေတဲပြူခြေဆိုင်အမှတ်6စစ်စင်ကိုကဲမှုဌာနချုပ်ရဲ့စိုးမိုးကုန်းတွေမှာကာကဲစခန်းတွေအင်အားထပ်ပြီးဖြည့်တင်းထားပါတယ်။နေပြည်တော်တိုင်းစစ်ဌာနချုပ်ဝင်းနေကကုန်းတစ်ခုပေါ်မှာစိုက်ဘာအဖွဲ့ရှိပြီးအဲ့ဒီနေရာကကန့်သတ်နေရာဖြစ်ပါတယ်။တာဝန်ရှိသူမှအပမဝင်ရ လုံခြုံရေးတင်းကျပ်ထားပါတယ်။အဲ့ဒီဖွဲ့အားဆိုရှယ်မီဒီယာပေါ်ကအကြောင်းအရာတွေနဲ့တယ်လီဖုန်းကြားပြနားထောင်ခြင်းများကိုဒါဆောင်ရွက်ရတဲ့အဖွဲ့ဖြစ်ပါတယ်။စီရေးတဲ့နဲ့အရသာပြည်သူတွေကိုအဓိကထားထောက်လှမ်းနေတာဖြစ်ပါတယ်။တပ်တွင်းသတင်းပေးဌာနဆိုင်ရာသတင်းပေးနဲ့ຫນွေဥအတွက်ကုလညီထောက်ပံ့သူတွေကိုရှာဖွေဖမ်းဆီးရန်ဖြစ်ပါတယ်။ဒါပေမဲ့ relax pay ကိုတော့အမြဲချောင်းချောင်းကြည့်ပါတယ်။ဒီတိုင်းချောင်းကြည့်တာမဟုတ်ပါဘူး။ချောင်းကြည့်ပြီးရင်လည်း report ပါထုတ်သွားပါသေးတယ်။ နေပြည်တော်စေယုံကျောက်ထဲမှာဥမင်လိုင်ကောင်းအပါဝဲအစာအုပ်တော်တော်များများပြက်စီးတာကိုအတီးပြုတ်လို့ရပြီဖြစ်ပါတယ်။အသက်တေပြဘူးတော့ဓာတ်ပုံမှန်တမ်းရရှိရေးစူးစမ်းနေသေးတာ ဖြစ်ပါတယ်။ကဲဒါတော့စီဇန်ပိုးစီကိုတင်ပြထားတဲ့သတင်းဖြစ်ပါတယ်နော်။အဲ့တော့ ဒီ grey wall hotel အောက်မှာတွေ့ရှိရမိတယ်ဗောနော်ဒီမွေးစီဝါမြုံများစွာဗောနော်ပိုင်ရှင်မဲ့ဆိုသူလုံးအောင်မှဖြစ်ပါရဲ့နော်ဘယ်လိုပဲဖြစ်ပြောတည်ကြပါရဲ့နော်ဒီ grey wall hotel ကိုဝင်ရောက်ကယ်ဆယ်ခွင့်လုံးဝမပေးဘူးနော်အထဲမှာဆိုရင်ဒီအသက်ရှင်တဲ့လူတွေရှိသေးဆိုတိတိကြီးနဲ့သူတို့ဝင်ခိုင်းဗောနော်အဲ့တော့ဘာကြောင့်လဲဆိုစဉ်းစားစဉ်းစားစဉ်းစားတာခုနောက်ပိုင်းမှာဖြေထွက်လာဖြစ်ပါရဲ့နော်ဒီမွေးစီဝါတွေရှိလို့ဖြစ်မယ်ဆိုတာအားလုံးကတည်ကြပါခံမှန်းထားပြီးသားဖြစ်ပါတယ်ဒါပေမဲ့အခုချိန်မှာဆိုရင်တော့ဒီနေ့မှာလာဒီ grey wall hotel ကိုစပြီးတော့ဖြူဖြစ်နေပြီလို့လဲကြားတယ်ဗောနော်ကဲကျွန်တော်တို့နားထောင်ပါတော့ ဒီဒေါက်တာမီမီဝန်ဘက်ပြောထားတယ်ပေါ့နော်နာကီတုံးကဒီ ချမ်းပဲစစ်ကောင်စီရပါတော့။ကုညီကေစေးအဖွဲ့တွေကိုမြန်မာပြည်ထဲမဝင်ခိုင်းလို့ပေါ့နော်။သူတို့တွေဘလောက်ထိစေးတုကရောက်ခဲ့လဲဆိုတဲ့ဟာကိုပြောပြထားတဲ့ video file ဖြစ်ပါရဲ့နော်။အဲ့တော့သူတို့ကကုညီဖို့ဒီရန်ကုန်နားကိုရောက်နေပြီတင်ပေါ်တွေအစားပစ္စည်းတွေအများကြီးပေါ့နော်။ PDT ကုညီဖို့ဆိုရင်နဲတာမဟုတ်ဘူးနော်။ဒါပေမဲ့လည်းကုညီခွင့်မရခဲ့ဘူးနော်။အဲ့တော့ဆိုအားလုံးလည်းတည်တယ် PDT တွေတိတ်နေချီပြီးတည်တာပေါ့နော်။ဒါအပြင်ဒီကုညီကေစေးပစ္စည်းတွေဆိုလည်း PDT တွေကဘာမှမရရှိပဲနဲ့ချမ်းပဲစစ်ကောင်စီကပဲယူသွားတယ်ဆိုတဲ့သတင်းတွေကျွန်တော်ကြားခဲ့ပြီးပေါ့နော်။အခုဆိုလည်းအဲ့ဒီပုံစံတိုင်းအခုကလင်ပြီးမှလည်းထပ်ဖြစ်နေတဲ့အတွက်ပေါ့နော်။တော်တော်လေးကိုယူကြုံမရဖြစ်ပါတယ်ဆိုပြောထားတဲ့ဟာလေးကျွန်တော် င်းကြအောင်နော်ဒီဥစ္စာကတော့ကျမရဲ့တသက်လုံးမှာပြောပေါ့နော်မမတ်ရရရမ်းမဲ့စိတ်ဒုက္ခဖြစ်သွားရဲ့အာအတွေ့အကြုံတစ်ခုပေါ့ဘာလို့လဲဆိုတော့ကျမတို့ကကျမဟိုအရင်တော့လည်းပြောတာရယ်ဒီ cyclone nargis ကိုကျမတို့ဒီအကူအညီလာပေးနိုင်ဖို့အတွက်ကိုကျမတို့ကဒီနိုင်ငံမြန်မာနိုင်ငံကိုလာနိုင်ဖို့ access ပေါ့နော်အဲ့ဒါ negotiate လုပ်ရတယ်အဲ့လိုလာတဲ့အခါမှာကျမ C130 နဲ့ဒီဥစ္စာဟိုဥတပောင်းဟိုဝန်ထဲကနေအာ Thailand ကနေပြီးတော့ ပြန်လာတာအဲ့မြေဝကျွန်းပေါ်ပြန်ပြီးတော့ရန်ကုန်ထဲကိုဝင်ရတယ်အဲ့မှာဆိုလို့ရှိရင်ဒီဒီမြေဝကျွန်းပေါ်တနေရာကြီးကအားလုံးကရေရေရောက်မှာရေရောက်မှာအဲ့မရှိတော့ဘူးလမ်းဟိုနေပါလေကုန်းမရှိတော့ဘူးမတွေ့ရတော့ဘူးဆိုတော့တကယ်ကျမတို့ပေးလိုက်မယ်ဆိုပေးတဲ့ဥစ္စာကိုဒီဒီလူတွေရအောင်အတွက်ကျမတို့ကဒီ helicopter ဒီလူလာလိုက်တယ်မြေဥစ္စာဟိုဘာလို့ဆိုလမ်းနေရာမရှိတော့ဘူးဆိုအဲ့ဒီဥစ္စာကိုကျမတို့ပြောတယ်မဟုတ်ဘူးသူတို့တွေကတော့သူတို့သူတို့ပေးလိုက်တဲ့ တနေ့ကိုဒီမှာ၅၅စီးပေါ့နော်ဒီဒီ C130 5စီးနဲ့ဒီဒီ supply တွေထားရပြီးရတထားတာရန်ကုန်မှာပဲထားခဲ့ပေါ့နော်ရန်ကုန်လေးစိတ်မှာအဲပြီးလို့ရှိရင်ဒါပေမဲ့ဘယ်သူမှအဲ့ဒီကရန်ကုန်လေးစိတ်ကနေပြီးတော့သွားပေးဖို့အတွက် capability မရှိဘူးအဲ့ဒီအချိန်မှာကျတော့ helicopter တွေလိုအပ်လာပြီเนาะဒီနေရာတွေရောက်ဖို့အတွက်အဲ့ဒီဥစ္စာလုံးဝမပေးဘူး အာကျမကသူတို့ပြောတယ်ကျမတို့စီရီနာရှိလို့ပြောတာပါဆိုတော့ကျွန်တော်တို့ရပါတယ်ရပါတယ်ကျွန်တော်တို့ကျွန်တော်တို့အားလုံးလှုပ်ထားပြီးပြီလေလှုပ်ထားဘာမှလှုပ်မထားသူပြီ right အဲ့မလှုပ်ထားပြီးပြီနောက်ပြီးသူတို့ပြောလိုက်တဲ့ plan ကလည်းလေဘလို့ကြီးတယ်မှမသိဘူးသူတို့ကဒီဟိုနေဟိုဒီဟိုနေမှာမြေဝကျွန်းမှာမှာတော့သူတို့ wall တစ်ခုစောက်မယ်တဲ့နိုင်ရန်ကြီးတစ်ခုစောက်မယ်ဆိုအဲ့အလုံးဝလက်တွေ့မရှိတဲ့ဥစ္စာဘာအဲ့ဥစ္စာပြောလိုက်တဲ့ ကျမနဲ့ကျမစစ်ပုတ်ချုပ်ကြီးနေတယ်တရားနဲ့တယောက်ကြည့်ပြီးတော့အော်ဒီလူတွေကဘလို့တွေမှမသိဘူးဆိုကျွန်တော်တို့ပြပါလေလင်းမြပြန်စီတော့လာတဲ့ခါမှာရီလိုက်ရတာအဲဒီဥစ္စာနဲ့ပတ်သက်ပြီးတော့လေသူတို့ပြောလိုက်တာဘာမှဟိုနည်းမဖြစ်ဘူးညာအဲဒီအဲဒီတော့ဆိုလို့ရှိရင်ဟိုအဲကျမတို့နှစ်ပတ်ကျော်ကျော်သုံးပတ်သုံးပတ်ပေါ့နော်ဒီဥစ္စာကျမတို့ဒီဟိုဒီလာနိုင်ဖို့အတွက်ကိုကျမတို့ negotiate လုပ်တယ် negotiate လုပ်တယ်ဆွေးနွေးရဆွေးနွေးတယ်နောက်ဆုံးကျတော့မရတော့ဘူးမရတဲ့အခါကျတော့ဟိုဗာလဲ President Bush ပေါ့အဲ့တော့ President Bush ကပြောရဲအဲအော်မတော်နေတော့တဲ့အလုံးပြန်လာလိုက်တော့ဆိုအဲ့ဒီအချိန်မှာကျမကအဟိုဒီ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  command and control center တဲ့မှာရောက်နေတာဟိုအဲ့ဒီမှာ president bush ပြောလိုက်တယ်ပြောလိုက်တဲ့အခါမှာ အဲ့ဒီအချိန်မှာလေလူတွေကလေကျမ news ကိုဖတ်နေတာတခြားသတင်းတွေထွက်လာတာပြဖတ်နေတာလူတွေကတဲ့ဟိုနေ့မှာလေဟိုပင်လေအော်ကြီးကိုကြည့်ပြီးတော့ပေါ့နော်မြန်မာ American တွေဘယ်တော့လာမှာတော့သူတို့ကူညီရမ်းလိုတယ်ဆိုမျောနေကြရှာတယ်တဲ့အဲ့မျောနေတဲ့ဥစ္စာကျမတို့ကဘူးကပြီးသွားပြီဆိုကျမလုံးဝမထိန်နိုင်တော့မထိန်နိုင်ပြီးတော့တခါရဲ့ငိုရမ်းမဲ့ငိုကျင်လာတော့လှိုက်လိုက်ပြီးတော့ငိုကျင်လာတဲ့အခါကျတော့ကျမဒီဒီဒီ ီဒီ command and control center ကနော် US Marine တွေကလုတ်ထားတာကျမ army army အနေနဲ့ attachment နဲ့သွားထားတာဆိုတော့သူတို့ရှေ့မှာငိုလို့မရဘူးငိုလိုက်တော့ရှင်ကျမတို့သူတို့စတော့မယ်လေစတော့မယ်ဆိုတော့ကျွန်တော်တို့ကိုပိုင်ကိုဟိုနေပါလေအိနာရဲဝင်ပြီးတော့အိနာမှာပဲငိုကြည့်ချက်မှကျမတခါရဲငိုငိုလိုက်ရတာပေါ့နော်အာဒီမှာအဲ့ရောအရန်စိတ်ထိခိုက်တယ်တကယ်လည်းသနာရယ်ကျမတို့မှာအားလုံးရှိရင်ရှိနေရတာနဲ့ပေါ့နော် ဒီလူတွေကိုမကယ်ဆယ်ပေးနိုင်တာရမ်းမဲ့ဘာလို့ဆိုလူတစုမှလူတစု you know လူလူတစုအကျိုးဆက်ချုပ်ချုပ်ကင်တာလို့အခုလည်းလာတူပဲဒီလူတစုပဲဒီဟိုနင်းကိုဗာလဲပြည်သူလူထုကိုဒုက္ခရအောင်လုပ်နေရ so um ဒီဥစ္စာတခါမှတော့ထင်းထင်းရှားရှားပါပဲလူတိုင်းလည်းသိမယ်လို့ထင်ပါတယ် ဒီမှာသူတို့ဒီသူတို့ဒီဥစ္စာတွေလုံနေတာလူတွေကိုလုံးဝစေတနာမရှိဘူးလူတွေကိုကူညီခြင်းနဲ့စိတ်ထားလုံးဝမရှိဘူးဆိုတော့ကျွန်တော်တို့ထင်ထင်ရှားရှားဒီနေ့တွေ့နေရပါတယ်ကဲဒါတော့ဒေါက်တာမီမီဝင်းဘက်ကနာခင်မှာကြုံခဲ့တဲ့ဟာနဲ့နိုင်ရှင်ပြောတာဖြစ်ပါနော်အခုငလင်ပေးမှာလဲဒီပုံစံတိုင်းတပုံစံနဲ့ဖြစ်နေတာတွေ့ရပါနော်အဲ့တော့ဒီအခုဆိုရင်လဲကျွန်တော်တို့ပြည်သူလူထုကိုတစ်ဆက်မှကူတာမရှိဘူးနော်အဲ့တော့တော်လိုင်းတစ်ဖွဲ့တွေကလာပြီးကူချင်တာမှကူလို့မရဘူးဆိုတာတွေ့ရပါတယ်အဲ့တော့ဒီချက်ဖက်မင်းအောင်လည်း ဒီစစ်တပ်ကြီးရဲ့ဒီစနစ်ကြီးရပါတော့ဘယ်ဘယ်နဲ့နဲ့ပဲချက်ချာဒီဟိုဇန်နဲ့ပဲတွားနေမှာဖြစ်ပါရဲ့နော်အဲ့တော့ဒီစနစ်ကြီးကဒီဘယ်လိုမှရှိလို့မဖြစ်တော့ပါဘူးနော်ရှိနေဆက်ပြီးတော့ပဲခန်းစားနေရမှာဖြစ်ပါတယ်အဲ့တော့ဒီစနစ်ကြီးအမြဲတမ်းဆုံးသက်ဖို့ပေါ့နော်ကျွန်တော်တို့စူးစမ်းမှာဖြစ်ပါတယ်နော် ကဲကျွန်တော်တို့ကြည့်ရမှာနော်ဟိုဘက်ရက်ကမမောင်တို့ပေါ့နော်အခုဆိုရင်ဖလန်မြူရဲ့အင်ဒိုမြူရဲ့ညောင်ကျူးပေါ့နော်စရိုက်ကြီးကျသွားတာပေါ့နော်အဲ့တော့သူတို့ဘက်မှာတော်တော်လေးကိုပခါကြည့်ပခါတာဖြစ်နေတာပေါ့နော်အဲသူတို့စိတ်ထဲမှာတော့လာရှုပြေရပြီဆိုပျော်နေတော့မှရှိသေးတယ်ဟိုဘက်မှာသုံးမြူတောင်ပေးလာရပေါ့နော်ဒီညောင်ကျူးစကန်ရဲ့ဖလန်ရဲ့အင်ဒိုရဲ့ပေါ့နော်အဲ့တော့ဒါနဲ့ပတ်သက်ပြီးသူဘာပြောတာတစ်ချက်တော့ကြည့်အောင်ကျွန်တော်တို့အဲပထမဦးဆုံးအယုံဆိုင်အောင်ကျွန်တော်တို့ဒီရဲ့ဖလန်ကိုယူနေအောင်ဆိုင်အောင်เนาะဖလန်ကဒီ268တက်ပါเนาะဝိုင်းခံတာကြာပါပြီ တော့ကြာပြီတက်အင်အားထပ်ဖြည့်လာဆိုတော့ဖြည့်တယ်ဖြည့်သည့်လေးအောင်လဲနောက်တက်စစ်ကြောင်းပြန်ပြီးတော့ဖြည့်ထားတဲ့အင်အားတွေနဲ့စစ်ကြောင်းထပ်လို့သာဆိုတော့ထိုးတယ်အဲထိုးတူတောက်ခံနိုင်ပြီပါပဲเนาะဟိုတော်တော်တောက်ခံနိုင်ပါလေတောက်ခံနိုင်တဲ့ပြင်ကိုတေချာလဲဒီပြန်တက်ပြန်ထိုးစစ်တယ်လဲလောက်ထားနိုင်ပါလေဒီလောက်ထိုးစစ်လောက်ထားနိုင်ရင်ဒီဒီပေါ့နော်ပလန်ကမကြဘူးလို့ကျွန်တော်တို့ကလည်းပို့ပွင့်ပြောတုံးသက်ထားတာပြမကြဘူးလို့ကျွန်တော်တို့ကလည်းညှော်လင့်ထားတာပေါ့ဒါကတော့ကျွန်တော်တို့တက်မထောက်ခံသူတွေအနေနဲ့ကလည်းအပေါင်းနဲ့ခဏဆောင်ပြီးအပေါင်းဘက်ကလည်းညှော်လင့်ရမှာပေါ့ဗျာနော်အဲ့တော့ကျွန်တော်တို့ကမကြဘူးလို့တုံးတုံးသက်ထားတယ်မကြဘူးလို့လည်းကျွန်တော်တို့ကညှော်လင့်ထားတယ် တို့ပါတော့လည်းပဲကြသွားပါပြီအကြသွားတော့ဘာကြောင့်ကြတယ်လဲဖြစ်ခက်ရစဲကြီးကာလမှာကြတယ်အကြတော့ဟိုတပုံကခွင့်ကောင်းယူတာယူတာဟုတ်ကြာနော်ဒါပေမဲ့မိမိရဲ့စစ်တပ်ကလည်းအလုံးလုံးမှုနဲ့လှုပ်လှုပ်တဲ့ပုံစံမှာလည်းလိုသေးတယ်အဲ့တော့ဖလားမျိုးကြာခြင်းနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်မေးဖို့ထောက်အောင်ပါလဲဆိုရှင်ဒီလောက်ထိဟိုဆောင်ရွက်เสียရပါတော့နော်မြေပြင်စစ်တရင်အရင်းမြစ်တွေကနေပြီးတော့ဘာလုပ်တင်လဲဘာလုပ်တင်လဲဘာလုပ်တင်လဲဆိုတော့ဟိုဆရာကြီးတော့ချာချာကိုပြင်ပြပါလဲအဲ့တော့ ောက်ခြေတွေမှာအဖြစ်ကတော့မရှိဘူးလို့ကျွန်တော်သုံးသပ်တယ်။ဘာကြောင့်လဲဆိုတော့ရှင်အောက်ခြေတွေဒီလောက်ထိပြန်နော်ဟိုလာပေါင်းများစွာခုခံပြီးတိုက်ပွဲဝင်လာတယ်။ငငယ်ပြက်ပြက်နဲ့နော်ဟိုတိုက်ပွဲဝင်လာတဲ့အောက်ခြေတွေမှာအဖြစ်ကတော့ကျွန်တော်မမြင်တော့ဘူး။အတကယ်တကယ်အဖြစ်ကတော့ဒီကျွန်တော်ဖလန်းကြတာနဲ့ပတ်သက်လို့ရှိရင်ခင်ဗျားတို့အထက်ရာရှိလူကြီးမင်းတွေဖြစ်မှာမဟုတ်နော်တတော်ကြီးကိုကြီးမားတဲ့အထက်ရာရှိလူကြီးမင်းတွေမှာတောင်းလို့ရှိတော့သုံးသပ်လို့ရတယ်။ဘာကြောင့်လဲဆိုတော့ရှင်အဲ့ဒီမှာတကယ်ပေါ့နော်ဟိုလက်လက်ကြီးဘယ်နေရာထိုင်နေဘယ်နေရာမှာတက်ရှိတယ်ဘယ်နေရာမှာ ठी ကိုတည်နေတာအထက်ကိုရောက်တယ် နော်တက်ကိုရောက်တယ်တည်င်းနေတည်တည်ချာချာရတယ်ရရသားနဲ့အေးတူဆောင်ရွက်ခြင်းမရှိဘဲနဲ့တမင်တကာပေးကြခံလိုက်တဲ့ပုံစံမျိုးတမင်တကာပေးကြတယ်အဲ့တော့ကျွန်တော်တို့ကတော့ယူဆတယ်တမင်တကာပေးကြခံလိုက်တယ်လို့ကျွန်တော်တို့ယူဆတယ်အဲ့တော့ကြောင့်မလို့ခင်ဗျားတို့အချင်းချင်းမိကုန်နေပြန်ထုတ်ကြပါဒီနေရာမှာမိထုတ်တဲ့နဲ့မိကုန်ကတမင်တကာပဲနိုင်ငံတကာသိအောင်သဘုံတွေရဲ့ရုပ်ကမ်းမှုတွေနော်ကောက်ချက်မှုတွေနားလည်အောင်လို့နိုင်ငံတကာကိုပြချင်တဲ့အတွက်ကြောင့်တမင်တကာဒါမျိုးစည်ရေးပြတ်မှတ်တွေကိုအလုံးဝအေးမရှိဘဲနဲ့ပေးကြခံလိုက်တာလားဆိုတာဒါဖလန်းအတွက်ကမိကုန်ထုတ်အောင်နော် တော့ဘာပဲဖြစ်တော့ပြန်သူတို့ကပြောရသေးတယ်ပါပါပြီအဲ့တော့ချင်းပြည်နယ်မှာကျွန်တော်တို့များများဆဆနေရာတွေလည်းမရှိတော့ပါဘူးနောက်ပိုင်းထပ်ပြီးတော့ထန်တလန်တို့ဟာခါပဲကျွန်တော်ကျန်တဲ့မြို့လေးတွေမကြဘူးတော့ဆက်လက်ပြီးတော့ကြပါကြပါကြပါဟုတ်ပြီဒါချင်းပြည်နယ်ရဲ့အခြေအနေပေါ့နော်အဲ့နောက်ထပ်ကျွန်တော်တို့ဘယ်ကိုသွားမလဲဆိုလို့ရှိရင်မောင်တော်အင်းတော်အင်းတော်အင်းတော်ကြတော့ကျွန်တော်အပြစ်မပြောဘူးဘာကြောင့်လဲဆိုရှင်အင်းတော်ဒီစကိုင်းတိုင်းအင်းတော်ဒီအာတတော်လေးကိုဘယ်လိုခေါ်မလဲဆိုရှင်ဒီလိုပဲပေါ့ဗျာဟိုပိတ်ဆိုပြီးတော့ကာခံရတာပေါ့နော်ပိတ်ဆိုကာခံရတာကြပါပြီ နော်ကြာပြီလာပေါင်းမြောက်တာခုခံတိုက်ပွဲဝင်တယ်စစ်တီတွေတာဝန်ကြီးတာထက်ပိုပြီးတာဝန်ကြီးခဲ့ကြပါတယ်အဲ့တော့ဒါမဲ့တာဝန်မကြီးတာကတော့ခင်ဗျားတို့အားလုံးကျွန်တော်တို့ဘသူ့အဖြစ်ပြောမယ်ဗျာနော်ကျွန်တော်အနေနဲ့လည်းအထက်ကိုအဖြစ်ပြောတဲ့ခါကျတော့ခင်ဗျားတို့ဒီအထက်ကိုပဲအရန်ချစ်ပြီးအောက်ခြေကျတော့အရန်ကိုဖိနေလို့နဲ့နော်အောက်ခြေကျတော့အရန်ဝေဖန်လို့နဲ့ခင်ဗျားတို့ရဲ့ခင်ဗျားတို့လိုလိုမျိုးနေကြတယ်ကျွန်တော်အပြစ်ပြောရင်နော်ကျွန်တော်ကတော့အထက်ကိုပဲကျွန်တော်အနေနဲ့တော့အဓိကဖိအားပေးပြောဆိုမှာပဲဖြစ်တယ်အဲ့တော့အင်းတော်ကြာရှင်တို့ကလည်းအဲပြောရမယ်ဆိုလို့ရှိရင်တော့ အန်ရကြီးတဲ့ကြာရှုံးပြီအင်းတော်ကကြာဆုံးပါဘာကြောင့်လဲဆိုရှင်စကန်ဒီအသိန်းခံလိုက်ရတဲ့ပြင်ပေါ်ဟောင်းဝစ်စာကြီးတွေပေါ့နော်ကမြောက်ကြီးတွေလက်နက်တွေအာစနိုက်ပါတွေနော်ပြီးရင်နင်းမိုင်းတွေလက်ပစ်ပုံးတွေကြီးတွေဟာတော်လေးကိုတပုံးကပွတ်သွားတာပေါ့ဗျာနော် AI ဥဆောင်တဲ့ PDF ပုံစံတွေပေါ့နော်တပုံးကပွတ်သွားပြီတပုံးပွတ်သွားတာအေးမကြည့်ဘူးဘယ်သူတွေတွက်တာအဓိကဒုက္ခရောက်နိုင်တယ်လို့ဆိုရှင်အဲ့ဒီအင်းတော်နဲ့မလန်းမကန်းမှာရှိနေတဲ့ဒီသစ်ရွာတွေအတွက်ကဒါ ဒါကြောက်စရာဖြစ်သွားတယ်သူတို့ဒါဆိုးရင်စရာလာမလာမမင်းဘုန်းနဲ့နောက်ဆုံးမှုမှာကြီးကဲကိုပဲပြောအောင်ပါဗျာနော်ဘာကြောင့်လဲဒီလောက်ကြီးအချိန်ကြီးအကြာကြီးအဝိုင်းခံထားရတယ်အချိန်ကြီးအကြာကြီးနော်ကျွန်တော်တို့စီမံခန့်ခွဲလေးရနောက်ဆုံးရင်တော့ဘယ်လိုဆုတ်ရမလဲဆိုတာစီမံခန့်ခွဲလေးရအောင်တစ်ဖက်ကတဘုံကလည်းဝိုင်းုံနေဝိုင်းလာတာနော်အဲ့တော့ဒီလက်နက်တွေကိုမဖြက်စည်းပဲနဲ့တဘုံလက်ထဲကိုရော့အင်းအကောင်တိုင်းပေးခဲ့တယ်ဆိုတော့တော့ခင်ဗျားတို့လက်ဝါးချင်းများရိုက်ထားလားပေးယူများလုပ်ထားလားပေါ့နော်ဒီကြားထဲမှာသူတို့ပြောသဘောရဆိုရင်စစ်တုံးမှန်40လောက် အဲသူတို့ရရှိထားတယ်ဆိုတဲ့ခါကျတော့ခင်ဗျားတို့အပေးလူတွေလာနော်ဟိုလက်ဝါးများရိုက်ထားကြတာပါဗျာနော်ဒီလက်နက်ကြီးတွေဒီစနိုက်ပါတွေဒီဂျီတွေနော်ဒီလက်နက်ပါတက်ရေးတရင်စာလောက်ကိုမကပါဘူးနော်အဲ့လောက်ထိကိုတပုံကပွားသွားတပုံပွားသွားတော့အေးမချူဆန္ဒပြောသလိုအဲ့ဒီနားမှာရှိနေတော့ကျွန်တော်တို့ပြည်သူစေရွာတွေကညခုံးလှုပ်ပြီးညခုံးလှုပ်ပြီးအဲ့တော့ကဲမြဲအောင်သွားကြမယ်နော်ပြည်သူစေရွာတွေအဲ့တော့အင်းတော့ဟို ဘုံမကျဲတော့ကျဲအလုံး30ကျော်လောက်ကိုကျဲပိုက်တော့ပြောတယ်ဗျာနောက်ဆုံးမကြခင်အချိန်ထိကိုလေတော်တော်လေးကိုကျဲချလိုက်ပါတယ်။ဒါတော့ပါတော့လေအင်းတော်လေးကြာသွားပါတယ်။အဲ့တော့တပုံကဖင်ခေါ်ကြီးပေါ့ကျွန်တော်နှစ်နေရာကျွန်တော်သုံးသပ်ပြီးသွားပြီပေါ့နော်။ဟုတ်ပြီတတိယနေရာအနေနဲ့ကတော့ကြောင်ကျိုးပေါ့ကနော်။လာပြီ။ကြောင်ကျိုးကလည်းဖုန်ကြီးလည်းကောင်းပါဗျာ။ဒီလောက်ထိနောက်ကနေထောက်ပေါ်ဒီရိတ်ခါတွေစစ်ကူတွေကအလေးလေး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 ပေးရတာနဲ့တစ်ဖက်ကတပုံကဘာထောက်ဘူးမှမရှိဘူးနော်။ထောက်ဖို့ဆိုရှင်တောင်ကုန်းကနေပြီးတော့ဒီဘက်ကိုပြန်လာဖို့အတွက်ထောက်ဖို့လမ်းကြောင်းကလည်းတော်တော်ခက်ခဲပါလေ။အဲ့တော့ မအီနဲ့မင်းတို့အဲ့ဒီလမ်းကြောင်းကနေပြီးတော့ဒီဘက်ချမ်းကိုလမ်းဖောက်ပြီးတော့ပို့နေတဲ့ဒီလမ်းကြောင်းမရှိဒီလမ်းကြောင်းကလည်းကျွန်တော်တို့ဒီသူတွေနော်အားလုံးကလည်းတော်တော်လေးသတင်းပို့ထားကြပါလားဒီလမ်းကြောင်းကလည်းအေးအေးကတော့ဒီခါလေးပို့နေပါတယ်နော်ဒီညောင်ကျိုးဘက်တီကြောင်းပို့နေပါတယ်လမ်းမှာလည်းလမ်းနေပြင်နေပါတယ်ဆိုပြီးတော့ပြောတော်ညာလည်းပဲစီမံစုံရက်ပကွဲမှုတွေဟာအသုံးမကျတဲ့ကြောင့်မို့ဒီချင်းကဒီစခန်းသုံးခုကြတဲ့မှာကျွန်တော်တို့ plan လဲကျွန်တော်တို့အထက်ရာရှိများအသုံးမကျကြပါဘူးနော်အင်းတော်လဲအထက်ရာရှိများအသုံးမကျကြပါဘူး ဲ့လိုမြေပြင်စစ်တီတဲ့အလုံးမှာဘာဖြစ်မှမရှိဘူးလို့ကျွန်တော်တို့ကတော့စူးစားတယ်ဗျာနော်တို့6လ9လဆိုတာလူတယောက်တော့ကဗျာဘယ်လောက်ထိနော်ဟိုအင်းအားဘယ်လောက်ပဲရှိရှိပေါ့ဗျာကြိုင်တဲ့အီအီနဲ့ပြိုတက်တယ်ဘယ်လိုလဲအဲ့တော့ညောင်ကျိုးလဲဒီလိုပဲကြာသွားခဲ့တယ်အဲ့တော့ကြောင့်မလို့ဒီစခန်း3ခုလုံးကြာသွားခြင်းဟာခင်ဗျားတို့အနေနဲ့ဘယ်သူ့ကိုပြစ်တယ်မလဲဗျာနည်းနည်းလေးတော့ကျွန်တော်ပြောပြပါဦး ဒါတော့ဘောမောင်ရေးဗီဒီယိုဖြစ်ပါရဲ့နော်အဲ့တော့ဒီစရိုက်ကြီးပေါ့နော်ညောင်ကျိုးပြီးတော့ဖလန်ဖလန်ပြီးတော့အမအင်ဒိုပေါ့နော်စရိုက်ကြီးကြာသွားတာသူတို့မှာတော်လေးကိုကြည်ခွဲတဲ့အနေထားဖြစ်ပါရဲ့နော်အဲ့တော့ခုနသူပြောသလိုပဲအင်ဒိုတဝိုက်ကပတ်သက်ဆရွာတွေကိုလည်းကျွန်တော်တော်လိုက်တစ်ဖွဲ့တာမရရအောင်သွားမှာဆိုတာသူတို့သတင်းကောင်းပတ်လိုက်ပါရဲ့နော် ကဲကျွန်တော်နောက်ထပ်မှာတော့ဒီစကိုင်းဘက်မှာပေါ့နော်ကုညီကေဆေးနဲ့ပတ်ပြီးကျွန်တော်တို့ရဲ့ဒီကလိုင်းတဖွဲ့တွေကကုညီဂျင်နာတောင်မှကုညီလို့မရဘူးနော်အဲ့တော့ကုညီခွင့်မရအောင်လည်းလုပ်နေတဲ့သူကလက်ဖက်လျှောက်စိုးဝင်းဆိုတဲ့အကြောင်းပေါ့နော်လက်ဖက်လျှောက်စိုးဝင်းကဘယ်လိုမျိုးအမိန့်တွေထုတ်ထားလို့သွားလို့မရလဲဆိုတော့ကိုသိသိသုံးသပ်တင်ပြပေးထားတဲ့ဆယ်လမစ်ချုပ်ပြီးသူချက်သွားကြည့်အောင်နော်ငနေမေးကလည်းတရဇက်ဖြစ်နေတယ်လို့ကုညီကေဆေးရင်းနဲ့ပတ်သက်ပြီးဖတ်စစ်တဲ့ရဲ့ဒုတိယကောင်းဆောင်တယောက်ဖြစ်တဲ့လက်ဖက်လျှောက်စိုးဝင်းဟာ မင်းတို့ကူညီခြင်းမင်းတို့ပတ်စံနဲ့မင်းတို့ကူညီမယ်ဆိုရင်တော့စစ်တပ်ခွင့်ပြုချက်မရပဲကူညီခွင့်မပေးနိုင်ဘူးဆိုပြီးအဲ့လိုနော်ရှင်းရှင်းတည်တည်ထုတ်ပြန်ခဲ့ပါတယ်ပြည်သူတွေရဲ့တောကဒုက္ခဝေဒနာတွေကိုပြည်သူအချင်းချင်းကူညီနေတာကိုတော့စစ်တပ်ခွင့်ပြုကူညီလို့မရတဲ့အခြေအနေမျိုးဟာဘယ်အနေထားကိုရောက်နေပြီလဲဆိုတာဦးချင်းမင်းတို့တွက်ဆကြည့်ပါနောက်တစ်ချက်ဖက်စစ်တပ်ဟာ မေရိကန်ဒေါ်လာတန်းရာနဲ့ချီပြီးနိုင်ငံတကာလူငွေတွေကိုရရှိထားပါတော့လေနိုင်ငံတော်အဆင့်ကယ်ဆယ်ရေးစခန်းဆိုတာတခုမှမရှိပါဘူးလို့ကျွန်တော်ပြောပြီးသားနိုင်ငံတော်တစ်ဆင့်လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကိုစစ်တပ်ဟာပြည်သူကိုကူညီကယ်ဆယ်ဖို့တပြားတစ်ချက်မှထိလုံးဝအသုံးမပြုသေးဘဲစစ်တရဲ့ဘတ်ဂျက်နဲ့နေပြည်တော်စီယုံပါဝင်နေပြည်တော်ကအဆောက်အဦပေါင်းအစိုးရဝန်ထမ်းဌာနအဆောက်အဦပေါင်း 2000ကျော်လုံးပုံမှန်အခြေအနေမဟုတ်ပဲပျက်စီးခဲ့ရပါတယ်။နည်းနည်းပြက်တာနဲ့များများ ပြက်တာပဲရှိတာပေါ့။ဟိုရှိတယ်ပေါ့နော်။အဲ့ဒီဟာကိုပဲပုံအောပြုတ်ပြင်ပြီးတော့ပြည်သူကိုလူဒန်းပါတယ်ဆိုတဲ့နိုင်ငံတကာအလူငွေတွေဟာဖက်စစ်အာဏာရှင်စနစ်ပြန်လဲရှင်သန်ရက်တည်နိုင်ပြီးအကူအညီပေးတယ်လို့ပဲဖြစ်သွားခဲ့ရပါတယ်။ဒီနေ့ဒီမန္တလေးဂရီဟော့ ဟုတ်တယ်ကိစ္စအကျေအကျေနဲ့အငင်းဘွားပွဲရှိတော့ Great Wall Hotel မြေရောက်ခန်းထဲမှာဘိမ့်မြုံနဲ့ရာဘဆေးပြအပါအဝင်မူကြီးဆေးအချားဥပဒေနဲ့မလုကင်းသောပစ္စည်းများမြေအောက်ခန်းတစ်ခန်းလုံးအပြည့်တူလောင်ထားတယ်ကျွန်တော်တို့တတိယကြားသိနေရပါတယ်သို့တော့အတီးပြုတ်ရန်ခက်ခဲပါတယ်နောက်တစ်ချက်ကလက်ရှိမန္တလေးရဲ့အခြေအနေကိုကြည့်မယ်ဆိုရင် မန္တလေးငလင်လို့အမည်တက်လို့စစ်တပ်ကဖိအားပေးပါတယ်ဒီငလင်ဟာသခိုင်းသခိုင်းကိုဗဟုပြုတ်ပြီးလှုပ်ခတ်လာခဲ့တဲ့ငလင်ဖြစ်တော်လေမန္တလေးငလင်လို့သူတို့ခေါ်ဆိုကောသူတို့ပြောဆိုပြောသူတို့ထိုင်ဆိုတိုင်သူတို့ထားဆိုထားကိုကရမဲ့နေတဲ့ပြည်သူမျိုးကိုစစ်ပုံသွင်းပြီးအမိတ်ပေးအုတ်ချုပ်တဲ့ဖက်စစ်တဲ့ရေဗီဇဇရိုက်တတိကတော့ တည်သည့်အထိဘယ်တော့မှပြောင်းမှာမဟုတ်ပါဘူး။ကဲဒါဆယ်လင်းမျိုးကြောင့်တိဆက်ပေးလိုက်တဲ့တယ်ဖြစ်ပါရဲ့နော်။အဲလက်ဖက်ချက်ဆိုးဝင်းကကျွန်တော်တို့တော်လိုင်းတစ်ဖွဲ့ပြီးပြည်သူ့ကူညီကြတာတော့ကူညီလို့မရအောင်ဥပဒေနဲ့ကန့်သက်ထားတဲ့အနေအထားတွေကျွန်တော်တွေ့ရပါပဲနော်။ဒါကြောင့်လည်းတချို့နေရာတွေမှာကျွန်တော်တော်လိုင်းတစ်ဖွဲ့တွေသွားပြီးကူလို့မရပါဘူးနော်။အဲတချို့ဆိုရင်သွားကူရလူတွေဆိုတော့ဖမ်းခံရလူတွေလည်းကျွန်တော်ကြားပါပဲနော်။အဲတော့ဖမ်းခံရတယ်ဆိုရင်တော့တေချာပေါ့အသက်နဲ့ကူဦးစားကွေးပေါ့တေချာလောက်ဖြစ်နေတယ်ပေါ့နော်။အဲတော့ဒီ စိုးရင်ရုပ်မှာဘူးကလည်းတကယ်ပဲတစ်ဖက်ကန်းကုန်ဖြစ်နေပါပြီနော်ဟုတ်ကဲ့ကျွန်တော်ရဲ့ဒီညပိုင်းသတင်းတိဆောက်ပြည်သူတွေကတော့ဒီလောက်ပဲဖြစ်ပါတယ်အစားအဆုံးကြည့်ပြီးတဲ့မိဘပြည်သူရောက်စင်သူပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့ချက်ဖက်မင်းအောင်လိုင်းစစ်ပေးငလင်ပေးကပ်ပေးပေါင်းစုံနဲ့ကင်လို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ